နောက်တစ်ခုနေမကောင်းတာလုံးမရှိနိုင်ဘူးလားတဲ့နောက်တစ်ခါဆွေးလက်ပြုတ်တဲ့ကတေတာရောမရှိနိုင်ဘူးလားအဲ့ဒါတွေကိုဘုရားကောင်းလေးမတွေ့အောင်စီမံဆောင်ရွက်ထားလို့ဖြစ်နိုင်ပါမလားလို့ဆိုတဲ့ဝေဖန်ချက်ရှိတယ်အခုဒီတောက်တန်အရာကြည့်မယ်ဆိုလို့ရှိရင်မြတ်စွာဘုရားအလောင်းတော်ဟာအုံမြင့်ရင်ရတဲ့ပုဂ္ဂိုလ်မြင်တဲ့ သူ့အစဉ်ဉာဏ်စဉ်းစားမှုတွေဟာမေတ္တာမှအစဉ်မြင်တယ်ခွေးတို့တွေဟာနေ့စဉ်နဲ့အမြအသက်ရွယ်ကြီးတဲ့အဖိုးတွေဖွားတွေတွေ့ပြီမဲ့လို့ဒီလိုစဉ်ဉာဏ်မှစဉ်တာစဉ်ဉာဏ်တာမရှိဘူးလေအဖိုးဖွားတွေ့လဲအေးတနေ့ကျတော့ငါအိုရအောင်မှာပဲဆိုတဲ့အတွေးဝင်တဲ့ပုံကအမှန်တမ်းမှရှားတယ်။ဒါလည်းအိုရအောင်မှာပဲအိုခြင်းသဘောကိုမလုံမြောက်နိုင်ဘူးလို့ ဒီလိုစဉ်းကျင်စဉ်းစားနိုင်တဲ့ပုံကအလွန်ရှားလိုက်မယ်။ဘုန်းကြီးတို့ငယ်ငယ်တုန်းကလေးကအကိုအဖိုးကြီးအဖွားကြီးတွေတွေ့ဘူးနော်။တွေ့ဘူးတဲ့အခါကျတော့အဖိုးအဖွားတွေကိုကြည့်ပြီးဘယ်လိုအောင်းမေးလဲ။အေးသူတို့ကအိုလာငါတို့တော့ဒီလိုအိုးလာလိုက်မယ်လို့မထင်ဘူးလေ။တကယ်မထင်ခဲ့တာ။ဟောသူကမွေးတယ်အဖိုးအဖွားအနေနဲ့မွေးလာတာဟာ။ငါတို့ကငယ်ငယ်ပဲဒီလိုအဖိုးအဖွားကြီးငါတို့ဖြစ်မယ်လို့စိတ်ထဲမှာမထင်ခဲ့ဘူး။ နေမကောင်းတာမသာတဲ့ပုံကိုတွေ့လဲပဲဒီလိုပဲသေးတဲ့ပုံကိုတွေ့လဲအေးခုခေတ်လူတွေကြည့်ရင်သေးသေးပြီဆိုလို့ရှိရင်သေးတဲ့လူကိုအပြစ်အပြစ်တင်လိုက်မယ်ဒီလူကတော့မတည့်တာတွေစားတာကိုသိမှာပေါ့နော်ဘာယောဂဖြစ်လို့ဘာလုပ်တာကိုသိမှာပေါ့နဲ့ဆိုတဲ့အတွင်းမျိုးတွေအပြောမျိုးတွေနဲ့ပဲကြံရဲကြတာများတယ်အင်း ဆေယုံစိတ်ကနေသွားကြည့်လို့ဒီမကောင်းတိုင်းမှန်တာဖြစ်တဲ့အခါမှာဩငါ့မှာလဲဒီလိုအိုခြင်းသဘောရှိတယ်ငါလဲအိုရအောင်ပါပဲဆိုတဲ့အတွေ့တွေးနိုင်တဲ့ပုဂ္ဂိုလ်ကအလွန်ရှားတယ်တည်တဲ့ပုဂ္ဂိုလ်ကြည့်ပြီးတော့ဩငါလဲပဲတည်ခြင်းသဘောရှိတာပဲတည်ခြင်းသဘောကိုမလွန်မြောက်နိုင်သေးဘူးဒီနေ့ကျတော့ငါလဲတည်ရအောင်ပါပဲလို့ဒီလိုတွေးတောဆင်ញင်ပြီးတော့ညာတဲ့ဝင်နိုင်တဲ့ပုဂ္ဂိုလ်ကအလွန်ရှားတယ်ဩဖះအောင်လေးကျတော့ သူသူနာသူသေးကိုမြင်တာနဲ့ဒီအတွေးတွေဟာသူ့မှာဝင်လာတယ်အဲ့ဒီအတွေးတွေဝင်လာတဲ့အတွက်ကြောင့်လူပြုံမှုနဲ့ចောင်းပြုတ်တဲ့မာမနာတွေမန်ရင်မှုတွေသူ့မှာမရှိဘူးចမ်းမာမှုနဲ့ပတ်သက်တဲ့မန်ရင်မှုတွေသူ့မှာမရှိဘူးအသက်ရှင်မှုနဲ့ပတ်သက်တဲ့မန်ရင်မှုတွေမရှိဘူးတဲ့မြတ်စွာဘုရားကဆက်ပြီးတော့ ဒါနဲ့ပတ်သက်ပြီးတော့ထောက်ပြအေးနုပြုံမှုနဲ့ပတ်သက်တဲ့မယိမှုဖြစ်လာပြီးဆိုလို့ရှိရင်တဲ့ကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်ဆိုတဲ့အကျင့်ဆုံးတွေကိုချင့်မိတတ်တယ်။ဟောမယိပြီးဆိုလို့ရှိရင်လူတယောက်မယိမှုတွေရနိုင်မှာမဟုတ်ဘူးမဟုတ်တာလုပ်မယ်မကောင်းတဲ့ဒုစရိုက်တွေကိုကျင့်လာ ကျင့်လာတဲ့အခါဘာဖြစ်တော့ဆိုတည်တဲ့အခါကျတော့အပယ်လေးပုံကိုရောက်သွားတယ်ထို့တူရဲ့အာရောက်ချမရဆိုတဲ့ဈာမမှုကိုအကြောင်းပြုပြီးတော့မရင်မဲ့ဆိုလို့ရှိရင်လေဒုစရိုက်တွေကိုကျွလို့မိတတ်တယ်ကျွလို့မိပြီးတဲ့အခါမှာတည်တဲ့အခါမှာမကောင်းတဲ့ပုံကိုရောက်အသက်ရှင်မှုဆိုတဲ့ဇီဝိတမရအကြောင်းပြုပြီးမရင်မှုကိုအကြောင်းပြုပြီးတော့လည်းပဲ ကာဒုစရဝစီဒုစရမနောဒုစရဆိုတာတွေကျွလွန်ပြီးပြီးနောက်ဆုံးမှာအပင်ငယ်ရဲ့ကိုကြာသွားနိုင်တယ်လို့မြတ်စွာဘုရားရဲ့အလောင်းတော်ဟာအသိဉာဏ်နဲ့ဆင်ញင်စဉ်းစားနိုင်သည့်အပြည့်အကြောင်းသူကသူသူဘာပြောလဲဆိုရင်တပ်ပေမတေအပိဘောသမိငါဟာမယင်မှုတွေအလုံးကိုအနိုင်ရထားတယ်ဘယ်ဟာနဲ့ပတ်သက်ပြီးတော့မှသူမယင်တာမရှိဘူး သူ့ရဲ့ဘဝပြည့်ပြည့်စုံတဲ့ဘဝနဲ့ပတ်သက်ပြီးတော့ရင်မူးတာဆိုတာတခုမှမဖြစ်เสียဘူးတခုမှမဖြစ်အောင်နေထိုင်တယ်အေးဒါကြောင့်မို့လို့တရားချစ်ခင်သူရစင်ပြိတ္တအပေါင်းတို့ပါမန်ရခြင်းတို့ဆိုတာတွေနဲ့ပတ်သက်လာပြီးတော့မိမိတို့တဏ္ဍမှာတစုံတစ်ခုကိုအကြောင်းပြုပြီးတော့အထင်အမြင်မှန်ရစ်ပြီးတော့ crazy ဆိုတာမျိုးတွေမဖြစ်အောင် တတိထားပြီးတော့ရှောင်ကျင်မှုလိုအပ်တယ်။ရှောင်ကျင်တယ်ဆိုတဲ့နေရာမှာစဉ္ဉ်စဉ်းစားမှုနဲ့ရှောင်ကျင်ရမှာ။မှန်ကန်တဲ့နှလုံးသွင်းတရားနဲ့အကုသို့မဖြစ်အောင်စဉ္ဉ်စဉ်းစားယောနိတော်မနတိကာရလို့ခေါ်တဲ့ wise attention မှန်မှန်ကန်ကန်နှလုံးသွင်းတတ်ဖို့လိုတယ်။မှန်မှန်ကန်ကန်နှလုံးသွင်းစဉ္ဉ်ခြင်းဖြစ်ခွင့်ရတဲ့တွေရဲ့တဏ္ဍာမှာဖြစ်ပေါ်လာနိုင်တဲ့မာနတရား မန်ရင်ချင်းဆိုတဲ့အမျိုးမျိုးသောအကြောင်းကိုအကြောင်းပြုပြီးတော့မန်ရင်မှုဆိုတာတွေကိုမိမိတဏ္ဍာမှာမဖြစ်အောင်ထိမ့်သိမ်းစောင့်ရှောက်ပြီးကောင်းမြတ်တဲ့သူစရိုက်တရားတွေကိုကျင့်ဆောင်ခြင်းဖြင့်ကောင်းမြတ်တဲ့နိဗ္ဗာန်လမ်းမပေါ်ရောက်ရှိလို့နောက်ဆုံးမှာနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်တယ်လို့ကိုယ်စီကိုယ်စီသဘောကျပြီးတော့မန်ရင်ချင်းကင်းအောင် င့်သုံးနေထိုင်နိုင်ကြပါစေကုန်သတည်း